အားလုံးပဲမင်္ဂလာပါဗျာ Silent တရင်ထဏာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးရတော့ဒံရရစစ်သားတွေကိုစိတ်ခွန်အားတွေပေးနေတဲ့အဘာသာဇော်ဘွင်းရဲ့ရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအဘာသာဇော်ဘွင်းဟာအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း Silent တရင်ထဏာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တို့တက်မတော်သားတွေကဘာတက်မတော်အဖက်ဖက်ကနေဝိုင်းဝန်းထိုးနဲ့တိုက်ခတ်ကြတာပေါ့အကိုလိုက်မှာဆိုအများအမ်းပြောတယ်ဒီစစ်တင်က၄သိန်းလောက်နဲ့အကိုတို့ကဒီနိုင်ငံကိုကာကွယ်နေတာအကာကွယ်နေတော့ဒီကောင်တွေ PDF တွေဘယ်တော့ရှိရှိတိုင်းသားနဲ့ကိုင်အကြမ်းဖက်တောင်းကျမ်းတွေဘယ်တော့ပဲတိုက်တယ်အကိုတို့တက်မတော်ဆိုတော့ပြိုလဲမပေါ့ဒါပေမဲ့ပြစ်ဆက်မှုတွေတော့ရှိတယ်ပြစ်ဆက်ရတာဘာပြောလဲငါတို့ကစစ်သားတွေဆိုတော့အကိုလည်းစစ်သားလုပ်ခဲ့ဘူးလေလူတယောက်ပဲအဲ့တော့ကြာဒီလိုပဲရိုးရိုးကန်ရင်းနဲ့ပဲဟိုပေါ့နော်ကောင်းတော့ဒီဆောင်နဲ့တချို့ကတော့ water mine တွေတိုက်ပြီးလူကြီးတွေမကောင်းဘူးဘာဖြစ်လဲဆိုတော့ လူဆိုတာကတော့အများအားနဲ့ဆိုတော့အားလုံးပြည့်စုံမနေအားလုံး perfect လည်းမဖြစ်တော့ဒီလိုပဲတီးခံရင်ခွင့်လွန်ရင်လည်းကိုတိုင်းပြည်အတွက်ဆိုရယ်စိတ်တခုနဲ့အခုအကိုလို့ဆိုရင်ဟာအကိုလို့တော့ဘယ်ဟုတ်မလဲပြင်ရလို့အကိုတို့ကမင်းတို့တက်တော့အနေနဲ့များသေးတယ်အကိုတို့တက်မယ်ခေါင်းပြတ်တက်မယ်ခုမင်းမင်းတို့ဒီမှာကြိုးစိုးဘူးဆိုရင်အကိုတို့သုံးယောက်ရိုက်တယ်ခုမင်းမင်းတယောက်ကအကိုနဲ့တက်ပုံရိုက်ရဲ့ကောင်ခေါင်းပြတ်သွားအကိုတို့လည်းလက်ချင်းချောင်းနေရတယ်ဒီကောင်ကချင်းချောင်းနေအခုမှလည်းသားလေးပြီးလေးရှိတယ်ဒီထဲကနေပြီးတော့မင်းတို့တိုင်းအဓိကတော့တိုင်းပြည်ကိုချက်တယ်ပြီးရင်နမက်နဲ့ကဘလူမျိုးနဲ့တက်မှာတော့ချက်တယ်အဲ့ချက်တဲ့စိတ်တခုနဲ့လုံးနေတယ် အဲလုံနေရတဲ့အတွက်အခုအခုတမိဆိုရင်ငငယ်လေးပဲရှိတယ်သူ့ကိုလမ်းမှာခေါ်မသွားရဲတားဟုတ်လည်းခေါ်မသွားရဲဘာလို့လဲကိုကဒီတိုင်းကြီးကိုချစ်တဲ့စိတ်ဒီတက်မတော်သားကြီးကိုချစ်တဲ့စိတ်တခုကအကုန်လုံးပေးဆပ်လိုက်ရဖြစ်သွားဖြစ်တော့အဲ့တော့ကိုညီလူစိုးပေါ်မှာရှိနေတဲ့အချိန်မှာလေဒါလေးအားမနေဒါဖြစ်တင်ဖြစ်လိုက်တဲ့အသက်ရှင်ကြံရင်းမျိုးပဲလို့ရဲဘာလို့တော့တချို့သောအခက်ခဲတွေကြာနေပြောပါအကိုတို့တက်နိုင်လာဆိုလေကိုကြီးမေတရားဟောလည်းပြောခဲ့တယ်အခုလည်းကျောင်းကြီးတို့ပါတွေ့ပြီးတော့ပြောခဲ့တယ်ဟိုကျွန်တော်တက်မလို့သားတွေအတွက်ကတော့ဟိုတက်နိုင်တဲ့ဘက်ကဝိုင်းဝန်းပြီးတော့မှ ပြုပြင်သေးသေးကြောင်းလေးနဲ့အခုတို့နိုင်အောင်ကိုတို့ပြန်ပြီးစောင့်တယ်ဘာလို့လဲဆိုတော့ဟိုအားလုံးကလက်သုံးချောင်းချောင်းကအကုန်လုံးကိုအဲ့လိုမျိုးတွေအကုန်ဝိုင်းတိုက်ခိုက်တယ်မှာငါတို့စစ်တီလေးသိန်းနဲ့ငါတို့နိုင်အောင်ကာဝယ်နိုင်ရတယ်ဆိုရဲအဲ့ဒီစိတ်ကမမြတ်တဲ့စိတ်ပဲအဲ့ဒီစိတ်ကဘာဘာကြည့်လို့ကတေတော့လည်းဘာဖြစ်လဲအခုဆိုရဲအခုဒီကြည့်လာတာကွာပြုံးနေတာဒီဒီလာရင်မရရာတွေပွားတယ်အခုတောင်းခံပွင့်တယ်ဆိုသွားမှာအဲ့ဒီလိုမျိုးပဲဒီအခုလိုလည်းတက်ချင်တဲ့လူပေါ်တယ်တက်မှာပဲအခုလိုကျုပ်ဘလုံးမအောင်မရဘူးလိမ့်လို့မရအဲ့တော့မက်ကောင်မှမတက်တော့ဘူးတွေးတဲ့ချိန်ကျတော့သူတက်ရင်တက်ပေါ့ဒါတော့အေးဆက်ရတယ် ထင်လို့ပေါ့မိဆက်ရတာကိုတန်တယ်ထင်လို့ဒီလုပ်ကိုလုပ်တာအဲ့တော့အခုလို့စစ်သားရင်စစ်သားစိတ်နေစစ်သားတယောက်ရဲ့ခံယူချက်ရှိနေလို့တော့အဲ့ဒါအဓိကဘာမှအားမမင်းဘူးသူကလည်းသူကဖြစ်သွားလိမ့်မယ်နော်